28ရက်3လ2025ခုနှစ်တပေါင်းလကွယ်နေမှာငလျင်တန်ကိုပြင်းပြင်းထန်ထန်ခန်းစားရတဲ့မြန်မာနိုင်ငံရဲ့နောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာတွေကိုကြိုတင်သတိပြုနိုင်မှုအတွက်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ညွှန်ပြပေးချင်ပါတယ်ငလျင်တန်ပြင်းပြင်းထန်ထန်ခန်းစားရတဲ့ဒေသတွေမှာဆိုလို့ရှိရင်တော့ကိုယ်ဝင်နေပျက်စီးပြီးတော့မြန်မာတနိုင်ငံလုံးအတိုင်းနိုင်ရလူပေါင်း3000ကျော်တိစုံပြီးတော့9000ကျော်တိုင်ရရှိတယ်လို့သိရပါတယ် နောက်ဆက်တွဲငလျင်နဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဖြစ်လာမယ့်ပြဿနာတွေလည်းအများကြီးရှိပါတယ်။အခုကျွန်တော်ကတော့ဒီနောက်ဆက်တွဲပြဿနာတွေကိုတတိထားဖို့အတွက်ပြန်လည်မျှော်လင့်နိုင်ခြင်းဖြစ်ပါတယ်။ငလျင်ဒဏ်ပြီးသွားတဲ့နောက်ပိုင်းမှာနောက်ဆက်တွဲဘယ်လိုပြဿနာမျိုးတွေကြုံတွေ့ရလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုတွင်းရောက်တက်တော်ဖြစ်တဲ့မွေးအန်ဒီနဲ့ကြုံတွေ့နေကြရပါတယ်။အထက်ညာဒေသတွေမှာဆိုလို့ရှိရင်တော့ငလျင်မြကြီးအကွဲပြီးတော့တွင်းရောက်တက်တော်ဖြစ်တဲ့မွေးထွက်လာပြီးတော့တချို့လည်းမွေးကြိုက်ပြီးတော့သေဆုံးတဲ့လူတွေတော်တော်များများရှိပါတယ်။ဆိုတော့ကို ပေါ်ဝင်ခြင်းမှာကိုယ့်ရဲ့ဆွေမျိုးတိုင်းဝိုင်းနေတဲ့အရက်ဒေတာမှာမလျင်တန်ခံရတဲ့အရက်ဒေတာဆိုလို့ရှိရင်တော့မွေရန်ရည်ကိုအထူးသတိထားဖို့သတိပေးစေချင်ပါတယ်အခုမွေရန်ရည်ကိုဘလူကာကွယ်မလဲဆိုလို့ရှိရင်တော့မွေရတွင်းအောင်တဏဘာဖြစ်တဲ့အတွက်သူတို့အခုနေစရာတွင်းမရှိတော့အပြင်ကိုထွက်လာပြီးတော့လူတွေကိုဒုက္ခပေးရပေါ့နော်ဆိုတော့မွေရန်ရည်ကကွယ်ဖို့အတွက်ကတော့ကိုကိုယ်တိုင်ဂီယူဆိုင်ပြီးတော့ကိုနေရဲ့နေရာလုံးလုံးကျုံကျုံကိုပတ်ဝန်းကျင်လုံးလုံးကျုံကျုံတန်တန်ရှင်းရှင်းဖြစ်အောင်လုပ်ပြီးတော့မှစတဲ့ချဖို့ ရွက်ပြင်တဲရီထိုးမယ်ဆိုလို့ရှိရင်ကိုပေါင်းချင်မှာခြုံငုပ်တွေမရှိတဲ့နေရာတွေမှာရွက်ပြင်တဲရီထိုးပြီးတော့နေကြဖို့တတိပေးလိုက်ပါတယ်နောက်တစ်ခုကတော့ငလျင်အကွဲချောင်းကြီးရဲ့အောက်ကကျွန်တော်မြန်မာနိုင်ငံရဲ့ဒီမြေကြီးအောက်မှာရှိတဲ့တဘာဝပစ္စည်းတွေနဲ့ amidrite တွေတက်ပြပြီးတော့မိသိမ်းတန်းဝေးဖြစ်ပေါ်ပြီးတော့မြန်မာနိုင်ငံနေရာအနှံပြတော်တော်များများမှာမိထထလောင်ပါတယ်မိလောင်လဲဆိုတာလဲတချို့မိတွေကကြတော့ရက်စစ်မိရက်စစ်ချိုးတွေပုတ်တိုက်ပြီးတော့ လောင်တဲ့အဆောက်အဦမှာလောင်တဲ့မီးရေဖြစ်တယ်လို့တချို့မီးရေကြောင့်လည်းမြေကြီးတွေကနေပြီးတော့သူကသူထွက်ပေါ်လာတဲ့မီးရေဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့လိုထွက်ပေါ်လာလဲဆိုတော့ကျွန်တော်ခုနကပြောတဲ့အတိုင်းအောက်မှာသဘောဝတ္တငွေတွေနဲ့အမိုက်ဒရိုက်တွေကနေပြီးတော့မီသိန်းဂတ်စ်ဖြစ်ပြီးတော့အပြင်ကလေလုံးနဲ့ထိတဲ့အခါမှာသူကမီးဖြစ်သွားပြီးတော့မီးထလောင်တာဖြစ်ပါတယ်။ဒီလိုမီးထလောင်တဲ့အတူကနေနေတော်တော်များထပ်ပြီးတော့ဆုံရှုံရပါတယ်။မီးပြန်အန်ဒီယိုကိုကမတွေ့နိုင်ပေမဲ့ပထမဆုံးဒီမြေကြီးတွေကနေအငွေတွေထွက်လာမယ်။အပြင်အငွေထွက်လာပြီဆိုရင်ဒီမြေကြီးအောက်မှာဂျင်းတီပေါက် မီးတောက်လောင်နိုင်တဲ့မီးသိမ်းတန်းဝင်ရှိနေပြီဆိုတာသိကြပါတယ်။အဲဒီအတွက်သက်ဆိုင်ရာတက်ကျွဲနဲ့မီးသက်တက်ဖို့ဝင်တွေကိုအကြောင်းချပြီးတော့ဒီမီးကိုအမြန်ဆုံးနှိမ့်နိုင်ဖို့အတွက်တတိထားပြီးတော့ဒီမီးငွေကိုတွေ့တာနဲ့ဒါဟာသိကြတယ်မီးသိမ်းတန်းဝင်ရနေပြီးတော့မီးဖြစ်တော့မယ်မီးလောင်တော့မယ်ဆိုတာကိုတတိထားဖို့လိုပါတယ်။နောက်ဆက်တွဲနောက်တစ်ခုပြဿနာကတော့ရေအောက်ကနေပြီးတော့မြေကြီးအောက်ကနေပြီးတော့ရေတွေထွက်လာပါတယ်။ရေတွေထွက်လာပြီးတော့နေရာဆိုင်ခင်းအနှံ့ပြတ်တော့မြန်မာအခင်းတွေကိုလည်းဖြတ်စည်းရဲ့ပုံစံမျိုးပေါ့နော်ရေတွေကပြန့်လွင့်ပြီးတော့သူ့အတူ အပြင်ကိုထွက်လာပါတယ်။အဲ့တော့ဒါကတော့တဘာဝလူတွေကထွက်လာတဲ့အတွက်ကိုလူတွေပတ်ဝန်းကျင်တွေမထိခိုက်ဘူးဆိုတော့အန်ဒီရမဖြစ်နိုင်ပါဘူး။နောက်ဆုံးအန်ဒီရတစ်ခုကတော့ဘာလဲဆိုတော့အခုမြန်မာနိုင်ငံမှာမုံတိုင်းဝင်မှုအလားအလာရှိပါတယ်။မုံတိုင်းကအစားပြုနေပေါ့နော်မနေ့ကဆိုလို့ရှိရင်လေ၄ရက်နေ့ပေးစေးစခန်းဒီမှာဒီမှာရိုက်ထားတဲ့ပူရိုးတွေပါဆိုလို့ရှိရင်လေအပြင်းပြင်းနဲ့မိုးရီကွာနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဆိုတော့ပုံတိုင်းအန်ဒီရဲ့တတိပေးဖို့အတွက်ကိုနေထိုင်ရာစတဲ့ချမ်းမြေနေရာမှာအဆောက်အုံတွေပြိုပြက်ပြီးတော့ ကိုယ်ပေါ်ပြီးမကြလာနိုင်အောင်နောက်ပြီးတော့တစ်ပင်နေဥစ္စာဖြစ်တဲ့အကိုင်းခက်တွေကိုယ်ပေါ်ကျူးမကြလာနိုင်အောင်ကျူးတစ်ပြင်းစင်တည်ထားဖို့လည်းလိုအပ်ပါတယ်မိုးလေဝသအခြေအနေကိုအခုချိန်မှာမြန်မာနိုင်ငံမှာ line တွေအဆက်အသွယ်မရဘူးဆိုလို့ရှိရင်တော့ကိုယ်ရဝေးမှာရှိတဲ့လူတွေကကြည့်ပြီးတော့မြန်မာနိုင်ငံကိုကိုယ်မိသားစုတွေကိုယ်ဆွေမျိုးတွေရှိရဲစီကိုဖုန်းခေါ်ပြီးတော့အဆက်မပြတ်တည်င်းပေးဖို့လိုအပ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်အခု အထက်မြန်မာပြည်မှာဆိုလို့ရှိရင်တော့ line တွေမရနိုင်နေရာတွေမရပါဘူးဆိုတော့တယောက်တစ်စင်စကားတစ်စင်နာနဲ့ပြန်လဲမျှဝေမှသာလျှင်ဒီလူတွေစီကိုရောက်မှာဖြစ်ပါတယ်တရင်အမားတွေအများကြီးတက်တာကိုလည်းတွေ့နေရပါတယ်ဆိုတော့ကယ်ဆယ်ရေးသမားတွေကလည်းသူတို့အလုပ်သူတို့ကယ်ဆယ်နေသလိုလှုပ်ရှားရှိတဲ့လူတွေအားလုံးလည်းလှုပ်ရှားရှိရလုပ်နေပါတယ်ဆိုတော့တရင်အမားတွေအပေါ်လည်းစိုးရိမ်ပူပန်ခြင်းမရှိဘဲနဲ့တရင်အမှန်အရင်အမြစ်တွေဖြစ်တဲ့တတိယဌာနရီကနေတတိယကိုနားထောင်ဖို့လိုပါတယ်။ကန်ဆူးမှာတော့ရမိုးလိုက်လို့ပြဖြစ်နေတဲ့အခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ အချိန်ခံပြီးတဘာဝဘေးရန်ကြီးကိုကျုံဆုံနေရတာပါကျွန်တော်တို့မြန်မာနိုင်ငံမှာကဲသူမရှိပါဘူးကိုကကိုပို့ပြီးတော့ကိုကကိုပဲပြန်ကဲတင်ဖို့လူမြောက်ဖို့အတွက်အသက်ကိုညံဆောင်ဆိုလို့ကြိုးစားအားထုတ်သွားမှဖြစ်ပါတယ်အခုမြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့တဘာဝဘေးအန္တရာယ်ရဲ့နောက်ဆက်အတွက်ဆိုးကျိုးတွေအရောဓာတ်ဖြစ်လာနိုင်တယ်ဆိုတော့ကိုကျွန်တော်ပြောပြရင်းနဲ့ကိုနေတဲ့ပတ်ဝန်းကျင်မှာကိုနေထိုင်ရာရဲ့ဒေသမှာရောလုံးလုံးကျုံကျုံ safety ဖြစ်ဖို့ဂရုစိုက်ပြီးနေထိုင်ကြဖို့ တတိပေးမှာကြလို့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်